ကလူတွေနဲ့စကားပြောချင်ပေမဲ့ဘယ်သူမှနားမထောင်ပေးတဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဘလို့ခံစားချက်မျိုးထားတင်လဲဆိုတာနဲ့ပတ်သက်ပြီးပြောပြချင်ပါတယ်။ပထမအဦးဆုံးမိမိရဲ့ခံစားချက်တွေကိုမိမိကိုယ်ကအတိအမှတ်ပြုပါ။ကိုယ်ကစိတ်မကောင်းဖြစ်နေတာ၊စိတ်ဆိုးနေတာ၊အထီးကျန်နေတာဆိုတဲ့ခံစားချက်တွေကိုခံစားနေရတယ်ဆိုရင်ဒါကသဘာဝပဲလို့ပြောချင်ပါတယ်။အဲ့ဒီခံစားချက်တွေကိုကိုကနားလည်ပြီးတော့မှ ကိုကိုကိုအတိအမှတ်ပြုပါ။ နောက်တစ်ချက်အနေနဲ့အခြေအနေကိုတည်တည်ချာချာသုံးသပ်ပါသူများတွေကနားမထောင်ပြီးနိုင်တာဟာကိုကြောင့်မဟုတ်ဘူးတခါတလေမှာသူတို့ကမအားနေတာမျိုးတွေရှိမယ်အဲ့ဒီအချိန်မှာသူတို့ကသူတို့ရဲ့ကိုယ်ပိုင်အခြေအနေတွေကြောက်ပေါ့နော်ကိုပြောချင်တာကိုသူတို့ကနားမထောင်ပြီးနိုင်တဲ့အခြေအနေမျိုးမှာလဲအဲ့ဒီအခြေအနေကိုကိုကတည်တည်ချာချာသုံးသပ်နိုင်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကတီချာရှင်းလင်းစွာပြောကြည့်ပါ တခါတလေမှာကိုကစကားပြောချင်နေတာကိုတခြားသူတွေကမသိတာမျိုးဖြစ်နေတာကြောင့်ကိုကယင်ဖွေးချင်ရင်ယင်ဖွေးချင်တဲ့အကြောင်းစကားပြောချင်နေဆိုရင်စကားပြောချင်တဲ့အကြောင်းကိုသူတို့ကိုပွပွလင်းလင်းပြောကြည့်ပါဗောနော်နောက်ထပ်တစ်ချက်အနေနဲ့ကတော့ကိုကိုကိုနားလည်ပေးပါ သူများကနားမထောင်ပေးတိုင်းကိုရဲ့ခံစားချက်ကအရေးမကြီးတော့တာမဟုတ်ဘူးဗောနော် အဲကိုကိုရိုင်းနားလဲပြီးပြီးတော့မှခန်းစားချက်တွေကိုကိုတက်နိုင်တဲ့တခြားနီလန်နဲ့ဖော်ထုတ်တာအဲ့ဒါတွေလည်းလုပ်လို့ရတယ်ဥပမာအဖြစ်စာရေးချလိုက်တာတို့ကြပြာရေးလိုက်တာတို့ပုံဆွဲလိုက်တာတို့မျိုးပေါ့နော်အဲကျွန်မဆိုရင် တချင်းနားထောက်လိုက်တယ်ပေါ့နော်နောက်ဆုံးတစ်ချက်အနေနဲ့တခြားသူတွေစီကနေဒါမှမဟုတ်ကျွမ်းကျင်တဲ့သူတွေစီကအခုအညီကိုရယူပါ ကိုပဝကျင်မှာကိုပြောချင်တာကိုနားထောင်ပြီးမဲ့သူမရှိဘူးဆိုရင် ကိုကိုနားထောင်ပြီးနိုင်တဲ့ကိုယုံကြည်စိတ်ချရတဲ့ကိုရဲ့တငယ်ချင်းမိတ်ဆွေတွေကိုရှာဖွေပြီးတော့မှတိုက်ပင်ဖို့ပြောချင်ပါတယ်ဒါမှမဟုတ်ရင်ဒီလိုကိစ္စမျိုးတွေထပ်ခါထပ်ခါဖြစ်နေမယ်ဆိုရင် တွင်းကျင်သူတွေနဲ့တိုက်ပင်ပြီးတော့မှပေါ့နော် ကိုကိုကိုကောင်ဆယ်လင်းရယူတင့်တယ်လို့ကျွန်မအနေနဲ့အကြံပြုချင်ပါတယ်